မင်္ဂလာပါရှင်ကျမကတော့ရွမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့နောင်ချိုမြို့ကဖုန်ကြီးချောင်းကိုစစ်ကောင်စီလေးချောင်းကတိုက်ခိုက်လို့တန်ငါကိုပါပါဝင်14ဦးသေဆုံးတဲ့သတင်းချင်းညီနောင်ရဲ့ဖလန်းမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်း၆မြို့ကကဘာမှာဒုတိယမြောက်အပူချိန်အမြင့်ဆုံးမြို့ဖြစ်နေတဲ့သတင်း မေရိကန်တောင်ပိုင်းမှာလေစင်နှမောင်းတွေတိုက်လို့34ဦးသေဆုံးတဲ့တွင်ယီမင်ကဟူတီတွေအမေရိကန်ရဲ့တိုက်ခိုက်မှုတွင်53ဦးသေဆုံးတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ထမားဆုံးသတင်းအနေနဲ့နောင်ချိုမျိုးကဖုန်ကြီးချောင်းကိုစစ်ကောင်စီလေချောင်းကတိုက်ခိုက်လို့တန်ငါကိုပါအပါဝင်14ဦးသေဆုံးတဲ့တွင်ကိုတင်ဆက်ပေးပါမယ်နောင်ချိုမျိုးထဲမှာစစ်ပေးရှောင်တွေလာရောက်ခိုးလုံနေတဲ့ စေရနာပရိယတ္တိစာတင်တိုက်ကိုစစ်ကောင်စီကမနေ့ကညနေပိုင်းမှာလေကြောင်းကနေတိုက်ခိုက်လို့တန်ဃာတော်၉ပါးအပါဝင်၁၄ဦးသေဆုံးခဲ့ပါတယ်။ညနေ၅နာရီ၂၆မိနစ်နဲ့၂၈မိနစ်မှာဘုံလေးလုံးညနေ၅နာရီ၃၂မိနစ်နဲ့၃၃မိနစ်မှာဆက်တနက်နဲ့ပတ်ပြစ်နေတာပါ။သေဆုံးသူအကြီးအကျယ်တိုးလာနိုင်သေးတယ်လို့လည်းသိရပါတယ်ရှင်။ နောက်ထပ်သတင်းလေးနဲ့ချင်းညီနောင်ရဲ့ဖလန်းမျိုးသိမ့်တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းညီနောင်နဲ့မဟာမိတ်တွေရဲ့ဖလန်းမျိုးသိမ့်စစ်စင်ရေးဟာမနေ့ကမတ်လ16ရက်နေ့ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။မျိုးသိမ့်စစ်စင်ရေးကိုမတ်လ17ရက်ကစစ်ရှိန်မြင့်ပေါ်ဆောင်ခဲ့ရာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်ခုခံနေပြီးမတ်လ15ရက်ညပိုင်းမှာတွင် ပုံသီးအလုံး100နီးပါးကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားရာမဟုတ်တဲ့ဖလန်နီကြီးရွာတွေကိုပါလေကြောင်းတိုက်ခိုက်ခဲ့လို့အမျိုးသမီးတဦးအပါဝင်ပြည်သူနှဦးတန်ရာရရှိခဲ့ပါတယ်။နောက်ထပ်သတင်းအနေနဲ့6မျိုးကကဘာမှာဒုတိယမြောက်အပူချိန်အမြင့်ဆုံးမြို့ဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ16ရက်အတွက်ကမ္ဘာအပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ မကွေးတိုင်း6မြို့ကကဘာမှာဒုတိယအပူချိန်အမြင့်ဆုံးမြို့ဖြစ်နေတယ်လို့ကဘာအပူချိန်နဲ့မိုးရေချိန်တွေကိုတိုင်းတာထုတ်ပြန်နေအယ်ဒိုရာဒိုရာသီဥတုအင်တာနက်စာမျက်နှာကနေဖော်ပြလာပါတယ်မတ်လ16ရက်ဒေတာစံတော်ချိန်နေ့လယ်12နာရီခွဲကနေညနေ4နာရီခွဲအတွင်းတိုင်းထားချက်အရ6မြို့အပူချိန်က44ဒီဂရီဆယ်စီယက်အထိမြင့်တက်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ် နောက်ထပ်သတင်းအနေနဲ့အမေရိကန်တောင်ပိုင်းမှာလေဆင်နှမောင်းတွေတိုက်လို့34ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်တောင်ပိုင်းတစ်လျှောက်မှာလေဆင်နှမောင်းတိုက်ခိုက်မှုကြောင့်လူ34ဦးသေဆုံးခဲ့ပါတယ်။ဒါ့အပြင်အင်ဂျင်နှသိမ်းခွဲကြောင့်တရက်စစ်တအားပြတ်တောက်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။မစ္စတူရီပြည်နယ်တစ်ခုထဲမှာပဲလူ12ယောက်သေဆုံးခဲ့ပြီး နေအများပြပျက်စီးကမော်တော်ကားတွေလည်းလွေ့ပါပျက်စီးမှုတွေဖြစ်ပွားခဲ့ပါတယ်။မစ်ချီဂန်မစ်ဆူရီနဲ့အီလီနိုက်ပြည်နယ်တို့မှာတပ်အားပြတ်တောက်မှုတွေအ धिक ဖြစ်ပွားခဲ့ပါတယ်။အရှိတ်လူဝီစီယာနာဂျော်ဂျီယာအနောက်ပိုင်းကန်နက်စီအလဲပိုင်းအနောက်ဖလော်ရီဒါတို့မှာလည်းမုန်တိုင်းအန္တရာယ်အတိပိကျက်ထုတ်ပြန်ထားတယ်လို့သိရပါဗျ။နောက်ဆုံးသတင်းအနေနဲ့ယီမင်ကဟူတီတွေ အမေရိကန်ရဲ့တိုက်ခိုက်မှုတွင်53ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ကနေယီမေနိုင်ငံပေါ်တိုက်ခိုက်မှုကြောင့်သေဆုံးသူ53ဦးအထိရှိလာခဲ့ပြီးအဲ့ဒီထဲမှာကလေး9ဦးလည်းပါဝင်တယ်လို့ဟူတီတပုံတွေရဲ့ကျမ်းမာရေးဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။အမေရိကန်ကမတ်လ14ရက်စနေနေ့မှာသမ္မတထရန့်ကဟူတီတပုံပြစ်မှတ်တွေကို ပြတ်သားပြီးအင်အားပြင်းတဲ့လေကြောင်းတိုက်ခိုက်မှု လိုင်းတစ်ခုစတင်ခဲ့တယ်လို့ပြောကြားခဲ့ပြီးဒါဟာပင်လယ်နီထဲမှာဟူတီတွေဟာတင်မောတွေကိုတိုက်ခိုက်ခဲ့တာကြောင့်လို့ပြောဆိုပါတယ်ဟူတီကောင်းဆောင်အဘဒူမာလစ်အန်ဟူတီကအမေရိကန်ကယီမင်ကိုတိုက်ခိုက်မှုတွေဆက်လုပ်နေသည်၍အနီရောင်ပင်လယ်နီထဲမှာအမေရိကန်တင်မောတွေကိုပိတ်မတ်ထားမယ်လို့ပြောခဲ့ပါတယ်ဟူတီကျမ်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ိတ် social media မှာကလေး9ဦးနဲ့မျိုးသမီး9ဦးအပါအဝင်53ဦးသေဆုံးခဲ့ပြီး68ဦးဒဏ်ရာရရှိခဲ့တယ်လို့យេតាဖော်ပြခဲ့ပါတယ်။မနေ့ကတရက်တာပြပြခဲ့တဲ့သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမျိုးတော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။